ရင်းရဲရေးကိုရေရှည်ထိမ့်သိမ့်နိုင်မှုနဲ့နိုင်ငံရေးနည်းရဖြည့်ရှင်းကြဖို့မွန်ပြည်နယ်မော်လမြိုင်မြို့မှာငင်းရဲရေးလူမှုလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြပါတယ်။ကြော်စိုးကသတင်းပေးပို့ထားတာပါရှင်။တမတော်ကနိုင်ငံလို့တခါရစေရစတဲ့ကြီးညာရေးမွန်ပြည်နယ်ရက်ဘက်လူမှုဖွဲ့စည်းကွန်ရက်တွေစုပေါင်းဦးဆောင်တဲ့ငင်းရဲရေးလူထုလှုပ်ရှားမှုကိုဖေဖော်ဝါရီ၄ရက်နေ့ကမော်လမြိုင်မြို့မှာပြုလုပ်ခဲ့ကြတာပါ။မွန်ပြည်နယ်ဆယ်မြို့နယ်မှာနေထိုင်ကြတဲ့မွန်၊ကရင်၊ပို့၊ပမာ တိုင်းဒါ900ဝန်းကျင်ကမော်လမြိုင်မြို့ကန္နလန်မြို့မှသတားရှိရင်ပြမတန်လွင်ဥယျာဉ်ကိုကျွေးကြော်တန်နေတဲ့လမ်းလျှောက်ချီတဲ့ဆန္ဒထုတ်ပေါ်ခဲ့ကြတာပါဒီရေရှိဖြစ်နေတဲ့ဒီနိုင်ငံတွေပေါ့နိုင်ငံရေးပြည်ထခတွေပေါ့နော်အဲဒီနောက်တစ်ခုကတော့ဒီနိုင်ငံရေးမရတဲ့ကိစ္စကြီးအဲ့ဒီအဲ့ဒါကိုကျွန်တော်တို့ကဒါကိုကျွန်တော်တို့ရဲ့ကုလအစံထားကိုပေါ်ထုတ်တာပေါ့နော်ဒီဘောကနိုင်ငံရေးမရခဲ့ဘူးဆိုလို့ရှိရင်ဒီလိုပဲစစ်ဘက်ကပေါ်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိစ္စကအတိတ်ကရောက်တာပေါ့ ဲ့ပေါ့လုံလုံရေးတိတ်မရှိဘူးသူကရောက်ရောက်လာတယ်အဲကြောင့်အဲ့ဒီတော့သူကဒီပြည်သူရဲ့လူရင်းစံတာကညံ့ညံ့ရေးဆိုတာကိုအဖြစ်မလို့ဆိုတာလုံပေးဖို့အတွက်တက်ဆိုင်ရတာကိုကျွန်တော်တို့ကသိရှိအောင်ကျွန်တော်စံတာထုတ်ဖို့တကယ်ကျန်တယ်ပြည်တွင်းစစ်များရက်တက်ရေးစစ်သုံးစစ်များရှော့ချရေးစစ်ဘေးဒဏ်သိပ်ပြည်သူများ ထောက်ပတ်ကူညီခွင့်ရရှိရေး တပ်မတော်ကတနိုင်ငံလုံးအပြစ်ခတ်ရက်စရေစတင်ကြီးညာပေးရေးဆိုပြီးကြွေးကြော်ခဲ့ကြသလိုမွန်ပမာကရင်ပုတ်အင်္ဂလိပ်ဘာသာတွေနဲ့ရေးထားတဲ့ပြည်တွင်းစစ်ပွဲရက်လို့အတိတ်ပဲရတဲ့စာတမ်းကိုကိုင်ဆောင်ပြီးမော်လမြိုင်မြို့တွင်လှည့်လည်ခဲ့ကြတာပါနေကြရေးလို့တို့မှနိုင်ငံမှာနေကြရေးနဲ့ပတ်သက်ပြီးတော့အရင်အဖြစ်စင်တွေအားကြီးဖြစ်ခဲ့ပြီးတော့ဒါပေမဲ့အဲ့ဒီနေကြရေးဖြစ်စင်တွေအကုန်လုံးကတို့ တို့ပြည်သူတွေတို့တိုင်းရင်းသားတွေတို့ရည်မှန်းသားတွေတို့လူချင်းတွေပန်းတဲ့စီကိုမရောက်ပါဘူး။ဘာလို့လဲဆိုတော့အရင်ကငင်းငင်းကြီးကတစ်ခါကငင်းငင်းကြီးဆွေးနွေးပဲ။အဲ့ဒီငင်းငင်းကြီးဆွေးနွေးပွဲတွေကကျွန်တော်ပြည်သူတွေပေါ်ဝင်ခွင့်မရခဲ့ပါဘူး။တို့အရပ်ဘက်ဘက်စီးတဲ့ပြည်သူတွေလုံးဝပေါ်ဝင်ခွင့်မရှိခဲ့တဲ့ငင်းငင်းကြီးပြည်သူရောက်လို့တို့ရဲ့ဂျာထဲမှာပဲဆွေးနွေးပြီးတော့တို့ဂျာထဲမှာတို့အချင်းချင်းပြန်ထောက်ဖျက်ကြတဲ့ပြဿနာတွေအားကြီးစီးခဲ့လို့ကျွန်တော်တို့ရဲ့ဒီလိုငင်းငင်းကြီးရဆိုရင်ကျွန်တော်တို့ရဲ့ဝေးกว่าခဲ့ပါတယ်။ ညဉ့်ညင်းလူထုလှုပ်ရှားမှုတွေလှုပ်ဆောင်နေကြတဲ့မွန်ပြည်နယ်မှာတက်မတော်ပါဝင်ကရင်မျိုးသားစည်းရုံး KNU မွန်ပြည်သစ်ပါတီနဲ့မော်ကရင်ခွဲထွက်တိုင်းရင်းသားလက်နက်ကန်တွေလှုပ်ရှားနေကြတာပါတက်မတော်ပါဝင်ကရင်မျိုးသားစည်းရုံး KNU တို့ကတနိုင်ငံလုံးပြစ်ခတ်ရက်စရေးစာချုပ်မှာလက်မှတ်ထိုးထားကြပေမဲ့မွန်ပြည်သစ်ပါတီကတော့အခုချိန်ထိလက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့လည်းဖြစ်ပါတယ် လက်မှတ်ထိုးထားတဲ့ကရင်မျိုးသားစည်းရုံး KNU နဲ့လက်မှတ်ထိုးထားသေးတဲ့မော်ပြည်စစ်ပါတီတိုင်းသာလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြားမှာလည်းပြစ်ခတ်တိုက်ခတ်မှုတွေရှိနေကြပါတယ်ကျွန်တော်ကျော်စိုးမော်လမြိုင်ကနေသတင်းပေးပို့ထားပါတယ်